မင်္ဂလာပါခင်ဗျာ Kiss and Knowledge Channel ကနေကြိုဆိုပါရစေ။ဒီ channel ကဘုရားရာဇာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့စောင့်ကြကြည့်ရှုအားပေးကြပါအောင်နော်။အခုကဘာအကြောင်းအရာလေးတင်ဆက်ပေးတော့မယ်ဆိုတာကိုလေ့လာကြည့်ကြအောင်ပါ။အခုကျွန်တော်တင်ဆက်ပေးတော့မယ့်အကြောင်းအရာလေးကတော့ငါများရှုပြောင်းတော့လဲအောင်မှာတွေ့ကြုံရတဲ့အခက်အခဲဒါစုတွေအကြောင်း barriers တွေအကြောင်းကိုတင်ပြပေးတော့မှာဖြစ်ပါတယ်။ကောင်းပါပြီ။ ငါတွေရှုပြောင်းသွားလိုက်ရမှာတွေ့ကြုံရတဲ့အခက်အခဲတာစီကြောင့် virus ရောမပြောခင်မှာငါတို့မျိုးအကြောင်းကိုပြောပြချင်ပါတယ်။ငါတွေရှုပြောင်းသွားလိုက်ရမှာရေဘွားအပြင်ငါ့အဆူသုံးမျိုးခွဲခြားလေ့လာနိုင်ပါတယ်။ဘယ်လိုလဲဆိုတော့အမဲရောင်ငါအဆူတွေ black fish group အဖြူရောင်ငါအဆူတွေ white fish group နဲ့မိခိုးရောင်ငါအဆူတွေ grey fish group ဆိုပြီးတော့ရှိပါတယ်။ အမဲရောင်ငါးဥစုတွေကတော့ရေနဲ့ကွင်းတွေရေတိမ်တင်းသားတွေမှာနေထိုင်ကျန်းစားကြပါတယ်အပူချိန်မြင့်မားတဲ့တံခါးနဲ့ရှိပြီးတော့အောက်ဆီဂျင်နဲ့ပါတဲ့ရေထဲမှာနေထိုင်နိုင်ကြပါတယ်မြချောင်းတွေအတွင်းအထက်အော်ဆုံကသွာလာခြင်း longitudinal migration ကတော့မပြုလုပ်ကြပါဘူးဒီငါးတွေကရေနဲ့ချင်းရေကြချင်းတွေမှာရေနဲ့ကွင်းတွေစိတ်မြေတွေနဲ့ရေတိမ်တင်းသားတွေကိုစွန့်ခွာပြီးတော့မသွားကြပါဘူး၆ွေရာသီနွေရာသီရောက်ရင်တောင်မှာပဲရေအိုင်းတွေကွင်းတွေထဲမှာကိုကပ်ပြီးတော့နေထိုင်ကြပါတယ် နွေရာသီရေခမ်းကြောက်ချိန်မှာဆိုရင် တွင်းနေကျင်းနေပြုတ်လို့ပြီးတော့နေထိုင်ကြပါတယ်။ဒါကိုပဲနွေခိုတယ်နွေအောင်တယ်လို့ခေါ်နိုင်ပါတယ်။ဒီမင်းရောင်မောက်စုတွေကတော့ငရမ်းအုပ်စုတွေ၊ချန်နိုင်ဒေး၊နခုအုပ်စုတွေ၊ကလောင်ရီဒေးနဲ့ငပြေမအုပ်စုတွေ၊အနာပါတီဒေးငါးအုပ်စုတွေပါဝင်ကြပါတယ်။ချီယောင်းငေါ့စုတွေကအဖြစ်ဝေးသွားလာကြတဲ့ long distance migration fish species ငေါ့စုတွေဖြစ်ကြပါတယ် မိချုံတို့ရှာအလျားလိုက်အထက်အောင်စုံစမ်း long unit migration သွားလာကြပါတယ်။ကျော်ငေါးစုတွေကရေနှကွင်းတွေရေဒီဒေသတွေမှာမြဲမနေကြပါဘူး။ရေကြီးရေရှမ်းဖြစ်တဲ့အချိန်တွေခဏလေးလောက်သာနေထိုင်ကြပြီးတော့ရေပြန်ကျသွားတဲ့အချိန်မှာမိချုံတွေအတွင်းကိုပြန်လည်ဝင်ရောက်နေထိုင်ကြပါတယ်။ကျော်ငေါးစုတွေမှာကရေကြိုးရေငန်ကိုဝင်ထွက်သွားလာကြတဲ့ dan roman species ငေါးစုတွေပါဝင်ကြပါတယ်။ဒီငေါးစုတွေကမိုင်ပေါင်းရာချီပြီးတော့ခီဝေးသွားလာနိုင်ကြပါတယ်။အစာပေါ်များရာဥချသားဝဲရာနေရာတွေမှာရာသီလိုက်ရွှေ့ပြောင်းနေထိုင်ကြပါတယ်။ ဒီပြောင်းငေါအုပ်စုတွေကတော့ငချင်းအုပ်စုတွေ Sabrina D မတန်အုပ်စုတွေပန်ကန်စီ D နဲ့ငတလောက်အုပ်စုတွေ Clompy D စသဖြင့်ပါဝင်ချပါတယ်ဟုတ်ပါပြီနောက်ဆုံးတစ်ချက်ကမိခွေရောငေါအုပ်စုတွေပါမိခွေရောငေါအုပ်စုတွေကအလယ်လက်ခီးသွားလာကြတဲ့ငေါအုပ်စုမျိုးတွေဖြစ်ကြပါတယ်၆တွေရာသည်နေရာဒီမှာရေနက်ကွင်းနဲ့ရေအိမ်တွေထဲမှာမနေထိုင်ချသလိုခီးမသွားလာခြင်းလည်းမလုပ်ကြပါဘူး နေရာဒီမှာကိုရီတွေရေအန်ဒီတန်ကြသွားတဲ့အခါမှာအဲ့ဒီနေရာကိုစွန့်လာပြီးတော့မြစ်လက်တဲ့ချောင်းလက်တက်တွေမှာနေထိုင်ကြပါလေရွှေပြောင်းနောက်ကိုကြပါလေဥမာပြန်ဒီငါအုပ်စုတွေမှာကငနုတန်ငဘတ်တေပါဝင်တဲ့စီရီဒီအုပ်စုတွေငစင်ရိုင်းအုပ်စုတွေပါဝင်တဲ့မိုက်စတာစပီရှီးစ်တွေပေါ့နော်ဘာဝီဒီအုပ်စုတွေပါဝင်ကြပါလေ အချုပ်ပြောရရင်ငားတွေရှစ်ပြောင်းသွားလိုက်အောင်မာမဲရငားအုပ်စုတွေ black fish ငားတွေကဂျင်းနက်ကွင်းတွေရေတိမ်ဒေသတွေမှာနေထိုင်ကျက်ဆန်းပြီးတော့ဖြူရောင်ငားအုပ်စုတွေ white fish တွေကညချောင်းတွေထဲမှာကျက်လက်ကျက်ဆန်းတာမိခိုးရောင်ငားအုပ်စု grey fish တွေကအဲ့ဒီနေရာနှစ်ခုစုမှာကျက်လက်ကျက်ဆန်းနေထိုင်ကြကြောင်းကိုရေဝဲအားဖြင့်ဖော်ပြလိုက်ရပါတယ်ဒီ channel တွေကငားကြောင်းတွေကိုဘူးစွာဖြစ်စရာရှာဖွေနှက်ဆက်ပေးတော့ပြီးတော့ like share and subscribe လုပ်ဖို့တောင်းဆိုရစေနောက်ဗီဒီယိုတွေမှာလည်းဘလို့ ကြောင်းရာတွေတင်ဆက်ပေးသွားမယ်ဆိုတော့စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်အခုလိုကြည့်ရှုအားပေးတဲ့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်